တရှိလေးမြို့မှာရှိတဲ့မြန်မာထိုင်းအမှတ်၈ချစ်ကြီးသရဘော်ကနေချမ်းပြည့်နဲ့အစိုးရကကုန်စည်အပေါ်အခွန်300ခန့်လောက်ကောက်ခံပြီးတော့ဒေသခံပြည်သူတွေအတွက်တပိုင်းတန်းတန်းကုန်စည်တင်နှင်းခွင့်နေပေးထားပေမဲ့လုပ်ငန်းရှင်များကအခွန်ငွေအပြည့်အဝပေးဆောင်ခြင်းမရှိဘဲဌာနဆိုင်ရာကိုနားလည်မှုနဲ့ကုန်တွယ်မှုတွေပြုလုပ်နေတဲ့အတွက်ကြောင့်မလို့တိုင်းပြည်နဲ့နာမှုတွေရှိနေတယ်လို့ချမ်းပြည့်နဲ့အစိုးရအဖွဲ့ကပြောဆိုခွင့်ရှိသူကပြောကြားလိုက်ပါတယ်တရားမဝင်လက်တဆွဲတထိုင်တဆွဲလို့လာပြောတာကိုတီကိုထေးအောင်ပြောသွားတယ်ဒီမှာကားနဲ့ဝင်ကျွန်တော်ရှေ့ပြေးလောက်တာပြီ ီတစ်ဖက်အတွင်းမှာအစိုးရကကျွန်တော်တို့ဒီလက်ဆွဲမှုကဒီအရင်ကားနေနေဝင်တာဒီဒီပတ်ပတ်တဲ့စကားမျိုးဒါလေးဒါလေးတိုင်းပြည်မှာတို့ကဘာလဲသွားပြီးတက်ရှင်ခင်ဗျားတို့ကဌာနဆိုင်ရာကိုပြီးနေပုံတွေကကျန်တဲ့ဥစ္စာကိုမဆောင်တော့မဆောင်လို့နဲ့နားလည်မှုဆိုတဲ့မဆက်တင်းကကျင်းလုံးမျိုးနဲ့ပေါ်ဆောင်လို့တိုင်းပြည်က56တိုင်းအောင်ကြတယ်အဲ့ဒီတော့ကျွန်တော်ဘုံကတော့ခံရဘူးအဲ့ဒါမှမှန်မှန်ကန်ကန်ပြောပါရမှန်မှန်ကန်ကန်ပြပြပါရမယ် ချန်ပီယံနဲ့အစိုးရအဖွဲ့ဝင်စီမံကိန်းနဲ့စီးပွားဝင်ကြီးနဲ့ဗန်နိုင်းဝင်ကြီးတို့နှစ်ဦးဟာအော်ဂိုလာ၁၇ရက်နေ့ကတက်စလီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှကျင်းပပြုလုပ်တဲ့ဌာနဆိုင်ရာနဲ့လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာအခုလိုပြောကြားလိုက်ခြင်းဖြစ်ပါတယ်။တိုင်းပြည်ကိုတကယ်ချစ်တယ်ဆိုရင်ခင်ဗျားတို့စိတ်ကတည်းကတောင်းတာပါ။ဘယ်ဟန်မှမပြောင်းလဲရအောင်ငါတို့ကတိုင်းပြည်ကိုဘာပေးဆက်နိုင်မလဲလို့စဉ်းစားတိုင်းပြည်ကိုအစိုးရကိုတာဝန်ခံတဲ့အခါမှာအစိုးရကဌာနဆိုင်ရာရဲ့ဂျန်ရီယာကြီး ဒီ mechanism မျိုးလဲတာဝန်ပြန်ယူပေးမှာခင်ဗျားတို့ရဲ့ facility တွေ salary တွေ accommodation တွေအကုန်လုံးကိုတာဝန်ယူပေးမှာခုဆိုရတဲ့ဟာနိုင်ငံလူငွေကိုငွေစက်ကူကိုရိုက်နေပြီးထုတ်ဝေဖြည့်စည်းတဲ့အစိုးရမဟုတ်တဲ့အကြောင်းနဲ့နိုင်ငံကိုကြောက်တဲ့ရှာမိအစိုးရမဟုတ်တဲ့အကြောင်းထပ်မံပြောကြားလိုက်ပါတယ်။အမေရိကန်ဒေါ်လာတန်တွေကချီးငါပြီးတော့ဝင်လန်းနေတဲ့လာစာဒိုးပေးရဲ့ခေါင်းဆောင်တွေစိတ်ကက်တာ။ဖက်ဆက်ကိုရိုက်ချင်လို့ရိုက်ထုတ်ပြီးတော့ ခင်ဗျားတို့လာကပေးပြီးတော့စီရင်ခဲ့တဲ့အစိုးရမဟုတ်ဘူးတိုင်းပြည်ကိုကြောက်ခဲ့ချတဲ့အစိုးရမဟုတ်ဘူးအလကားချိတာမဟုတ်ဘူးတက်ဆက်ကျွန်တော်တို့ကအရှိတရားငွေငွေကြီးပေါင်းပေါင်းမှုမဖြစ်အောင်တိတ်ပြီးတော့ခေါင်းကြီးကြီးနဲ့စဉ်းစားပြီးတော့ကျွန်တော်တို့ခေါင်းဆောင်အဲ့လိုဆုံးဖြတ်တာခင်ဗျားတို့ကအဲ့လိုတာဝန်ခံမှုအစိုးရကပြီးခင်ဗျားတို့ကတာဝန်ယူကျွန်တော်တို့အစိုးရတာဝန်ပြန်ယူပေးတယ်ခင်ဗျားတို့ကလည်းတာဝန်ခံမှုကောင်းမှုအဲ့ဒါအရင်ကြီးကြီးဇက်တိုက်တဲ့စီဝေဝေမျိုးကျွန်တော်နောက်နောက်ဆုံးအပြင်ဖြစ်ပါတယ်ဒါကျွန်တော် ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်ဗန်နိုင်းဝန်ကြီးကလည်းအခွန်တန်းပြည်သူတွေနဲ့ပတ်သက်ပြီးတော့ဥပဒေအတိုင်းရှော့ပေါ်ပေးနိုင်တဲ့အရာတွေကိုရှော့ပေါ်ပေးတော့မှဖြစ်ပြီးတော့အခွန်ဝန်ထမ်းတွေကလည်းအကြတိလိုက်စားမှုရှိလို့ရှိရင်အချက်လက်နဲ့တိုင်ကြားဖို့အတွက်ပြောကြားသွားပါတယ်နော်ဟာဒီအခုကများနေပါတယ်အရင်ဆုံးကပြင်ပြင်ပြင်ထွက်တာကျွန်တော်တို့လုပ်ပေးမယ်အခုမရှောင်ဘူးပဲကျွန်တော်အဓိကပြောချင်တာပါအများကြီးကျွန်တော်တို့မှာရှိတာလူရည်တန်းထောင်းစားရတော့ဒီချိန်မှာလူရည်တန်းရှိတဲ့လုပ်ငန်းရှင်ကအဲငါးတောင်းရှိတယ်ဆိုပါစို့ အခုအဲ့ဒီ9000ထဲမှာ company ကဆောင်ထားတယ်ကျွန်တော်သိချင်ရတာဟုတ်နော်ဟိုတယ်လုံးဝရှိနေစီးပွားလုံးဝရှိနေမြတ်နောက်ဆောင်မြတ်ထဲမှာပြင့်နေတာပဲပင်နေရတော့ခွန်ဆောင်ခဲ့ပြီးပြီလေကျွန်တော်လိမ့်လာတော့ရခိုင်မုန်းနည်းနည်းလေးပဲရှိတယ်အဲ့ဒီတော့အကုန်လုံးအကုန်လုံးကတတ်နေတဲ့ခွန်အခါလေးတွေကိုဆောင်ခြင်းအဖြစ်ကျွန်တော်တို့အစိုးရဝင်တွေကြီးမများလာဘူးလားအဲ့ဒီတော့ကျွန်တော်တို့လမ်းလုံးမယ်တကားလုံးမယ်စသဖြင့်ပြည်ပြည်ရေလုံးကနေ နော်လုပ်တဲ့အချိန်မှာအဲ့ဒီငွေတွေကျွန်တော်မတော့ရတော့ဘူးလားအဲ့တော့အဲ့ဒီဗီဒီယိုသူတွေကအကုန်ခတ်မှထည့်ပြီးကျွန်တော်ငွေသူများနိုင်ငံပဲတော့တချေချေနေရတာအဲ့ဒါကနောက်ဆုံးတော့အစိုးရကပဲကောက်ခံမှုဗီဒီယိုမှာလည်းကောက်ခံရပါတယ်ကျွန်တော်တောက်ဆောင်ချင်တာကျွန်တော်အခုရုပ်ကမမနာလို့ရှိရင်ဖားတာများနေပါတယ်ဒီနေ့ဆိုရင်သတ်တော့ပဲဆိုနေရှောင်းမယ်အဲ့လိုကြောက်ခံမှုကျွန်တော်ကလာပြောကျွန်တော်ရေးယူမယ်နော်။ဟာမြန်မြင့်နေပါလေခွန်ဟာတော့ရှော့ပေးပါ။ရှော့ရင်တော့ဦးနေရကျွန်တော်ရှော့လို့ရတယ်အောင်ရှော့ပေးမယ်။ဒီရှော့ပေးမယ်။ နော်အခွန်ရုံးကအဲ့ကနေထည့်တာများတယ်ဆိုကျွန်တော်လာတင်ပြတရားကိစ္စမသိကျွန်တော်လုပ်မယ်ကျွန်တော်လူဆိုခိမ့်မယ်အာဒီကတော့အချက်လက်လေးတွေပြည့်စုံမယ်နော်ဟုတ်အဲ့ဒါမှကျွန်တော်တို့ရေးရမှာမဟုတ်ဘူးဟာတက်တယ်ထောက်ထားဘာမှမရှိတဲ့ပတ်စံတာပြောကျွန်တော်လုပ်လို့မရဘူးချမ်းမီနယ်အစိုးရအဖွဲ့စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးနှင့်ဗန်တိုင်းဝန်ကြီးတို့ဟာဩဂုတ်လ16ရက်နေ့တွင်ချမ်းမီနယ်အတွင်းမှာရှိတဲ့ကုန်တွယ်မှုထပ်ပေါက်များဖြစ်တဲ့တာရှိလိတ်မိုင်းလာမိုင်းယောင် ူဆယ်အစရှိတဲ့နေဆက်ဂိတ်တွေမှာတက်မှတ်ထားတဲ့အတိုင်းအခုမကောက်ခံတဲ့အတွက်ကြောင့်မလို့အခွန်ငွေတွေကိုလေလွင်မှုရှိတာနဲ့ပတ်သက်ပြီးတော့လိုက်လံစစ်ဆေးတော့မှဖြစ်တယ်လို့သိရပါဗျ။ကျွန်တော်တရင်တက်ဆက်သူကိုဆောင်ပါ။